ကျဲအနေနဲ့သူချစ်တဲ့သူသူ့ရဲ့သွေးသားကရှေ့မှာရှိနေပါလေနဲ့ကောင်းဝင်မဝင်ချိန်သာကြောင့်အဆုံးတတ်မှာတေချာပေါက်ခွဲခွာရမယ်ဆိုတာကိုလည်းကြိုသိနေခဲ့ပါတယ်သူမှာဝူခုံးလိုမျိုးလဲကောင်းဝင်မဝင်စစ်ခင်းနိုင်မှုစွမ်းအားနဲ့တတ်တည်လည်းမရှိကြကြောင့်သူတတ်နိုင်တဲ့ဘက်ကနေသူချစ်ရတဲ့သူတွေမနာကျင်စေဖို့အတွက်ဝေးခွာခြင်းဆိုတဲ့အရာကိုပဲရွေးချယ်လိုက်ပါတယ်ဒါပေမဲ့မသိခဲ့တဲ့ violin ကတော့သူ့ရဲ့နောက်ဆုံးအချိန်မှာရှင်ကမပြောင်းလဲသေးဘူးပဲဆိုတဲ့စကားနဲ့သူချစ်တဲ့ပါကျဲကိုအယူအောင်လို့ပြောရင်းနဲ့သိဆုံးသွားခဲ့ပါတယ် ချစ်ချင်းမြတ်တာဆိုတာဘလောက်ပဲစစ်မှန်ပါစေဘလောက်ပဲလှပနေပါစေဤဆက်ချင်းကနှစ်အောင်လုံးကိုနာကျင်စေမယ်ဆိုတာကြိုသိနေတဲ့ပါကြီးကနဘဝဆိုတာသာရောက်ခဲ့ရင်သူ့ကိုထပ်ပြီးရွေးချယ်နေမှာဆိုတဲ့အတွက်ချစ်တဲ့စိတ်ကြောင့်အသေးမှမှလည်းတစ်ချက်မှလည်းမကြည့်ပဲလက်လွတ်ပေးလိုက်ပါရဲ့ပြေးတဲ့သူနဲ့လိုက်တဲ့သူမှာဘသူကပုံပြီးပြင်ပန်းရလဲဆိုတာကအထိပယ်ရေးရရမရှိပေမဲ့နောက်ထပ်ဘဝပေါင်း999ခုမှာထမ်းမုံစစ်သူကြီးတစ်ဖြစ်လဲကျူပါကြီးကသူချစ်ရတဲ့သူတွေကိုနာကျင်စွာကြောက်ခိုင်းရအောင်မှဖြစ်ပါရဲ့ အဆုံးသတ်မှာတော့ချစ်ချင်းမေတ္တာတစ်ခုကပိုင်ဆိုင်ရသည်ဖြစ်စေဝေးကွာခဲ့ရသည်ဖြစ်စေတယောက်နဲ့တယောက်ဘလောက်ထိနှစ်နှစ်ကာကချစ်ကြလဲဆိုတာဒါအဓိကဖြစ်တဲ့အတွက်ကျွန်တော်တို့မှာရောပါကျဲလို့စွန့်လို့ရတဲ့တတ္တိမျိုးရှိရလားဆိုတာကို Chapter 4ကမေးခွန်းထုတ်သွားခဲ့ပါတယ်